မင်္ဂလာပါရှင်ခொနယ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ1085 BD ရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆီယမကတော့ဆောလာနွေနီဖြစ်ပါတယ်ဆီယမအနေနဲ့ကတော့2025ခုနှစ်မေလအတွက်ဂျာတာပရိသားသမီးတွေတလားစာဒူဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီလမှာဆိုရင်ကြာတာပရိသတ်သမီးတွေရဲ့အလုပ်ကံကိစ္စတွေစီးပွားရေးကဏ္ဍငွေရေးကြေးရေးကျန်းမာရေးအခြေရေးပညာရေးအိမ်တွင်းအိမ်နောင်ရေးအစားဆောင်ရွက်ရှောင်ရမ်းတဲ့ ြုလုပ်ရမယ့်ရှယ်တရားလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြင့်တာရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ အဲ့တော့ဒီလအတွင်းမှာစတာပီးစားသမီးတွေရဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေစတင်ပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဒီလအတွက်လုပ်ငန်းစီးပွားပိုင်းလေးကိုကြီးလိုက်တဲ့အခါမှာလုပ်ငန်းစီးပွားတိုးတက်မဲ့ကလာလေးဖြစ်ပါတယ်။ခက်ခဲနေတဲ့အရာလေးတွေလည်းပြန်လည်ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်။အကြီးအကဲပိုင်းလေးတွေအခုညီရရှိတာမျိုးတွေကြုံမဲ့ရာဝင်းမှာအဆက်အသွယ်ကောင်းနေရရှိတာမျိုးတွေတော့ပေါ်လာမယ်ပေါ့နော်။လုပ်ငန်းပိုင်းလေးမှာပြန်ဆိုင်တိုက်ခိုက်လေးရတော့များစေတတ်တဲ့ဖြစ်လန်းလေးနဲ့စီးပွားရှာပါကဒုက္ခရောက်စေတတ်ပါတယ်။ဘာပဲလုံးလုံးနောက်ရှေ့လေးတွေကြုံတွေ့မယ်။ထိုအရာတွေကိုလင်းမထားဘဲနဲ့မိမိလုံးဝမဲ့ရီမန်းချက်ရည်ရချက် က်ကိုသာစောင့်ချလုပ်မယ်ဆိုရင်เนาะဒီအားဆိုင်လုပ်မယ်ဆိုရင်အောင်မြင်မှုတိုးတက်မှုတွေဖြစ်ပေါ်လာပါလိမ့်မယ်အဲ့တော့ဒီလာထဲမှာရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကတော့เนาะအဆင်ပြေမယ်ရောင်းဝတ်တက်မယ်เนาะအဲ့တော့တနင်္လာနံပစ္စည်းတွေ အင်္ဂါနန်းကြာတာပြင်းတဲ့လုပ်ငန်းတွေအဆင်ပြေမဲ့လာဖြစ်တဲ့အတွက်ဒီလုပ်ငန်းတွေလုပ်နေတဲ့သူတွေအတွက်အဆင်ပြေလိမ့်မယ်။လုပ်ငန်းတွေစတင်ပြီလုပ်မယ်ဆိုရင်အဲ့ဒီနော်နံပါတ်တဲ့လုပ်ငန်းတွေနေအတွက်လို့ပါအောင်မြင်ပါလိမ့်မယ်။အဲ့တော့ဒီနေ့နာအနံဖြစ်တဲ့ကားလုပ်ငန်း၊ကြောက်လုပ်ငန်း၊ကုန်ရောင်းကုန်ဝယ်၊ကုန်စုံကုန်ကြောက်၊ခြံကားကြောက်လုပ်ငန်းတွေအင်္ဂါနန်းဖြစ်တဲ့ဆက်ပစ္စည်းစားတောက်ကုန်စတိုးဆိုင်ဆန်စီစင်းဆက်တူလုပ်ငန်းလေးတွေအထည်လုပ်ငန်း၊ဓာတ်ဆီဒီဇယ်နော်။နောက်ပြီးတော့ပွဲရုံလုပ်ငန်း၊ပွဲစားလုပ်ငန်း၊တက်ပညာ၊ဉာဏ်ပညာ၊မုန့်လုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျုပ်ပြုတယ်။ ဒီလုပ်ငန်းအနေနဲ့စတင်ပြီးတော့လုပ်ငန်းသစ်စမဲ့တူတူလုပ်ပါလုပ်ငန်းအဲ့ဒီလုပ်ငန်းလုပ်နေတဲ့သူတွေလည်းလုပ်ငန်းစီးပွားအဆင့်တိုးတက်လာတာမျိုးတွေတော့ရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့လက်ရှိပေါ့နော်လုပ်ငန်းပိုင်းတွေမှာကတော့ကံစရာရလက်ရှိလာလေးတွေမှာတိုးတက်လာမယ့်အနေအထားမှာရှိရဲမိမိကဝန်ထမ်းဖြစ်နေတယ်ဆိုရင်တော့ယာတုလာစာတိုးတာမျိုးတွေရှိမယ်အပြောင်းရွှေ့အပြောင်းလဲကိစ္စတွေပေါ့မယ်မိမိကိုယ်တိုင်တော့၎င်းအထက်လူကြီးတော့၎င်းအပြောင်းရွှေ့အပြောင်းလဲကိစ္စတွေပေါ်လာလိမ့်မယ်ပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးပြောင်းရွှေ့တာတော့ကောင်းကိုကိုယ်တိုင်ပြောင်းလဲတော့၎င်းနေရာဌာနပေါ့နော်အပြောင်းရွှေ့တော့၎င်းဂျုံရတာမျိုးတွေတော့ရှိမယ် ဲ့တော့ဘောကလီကဝင်နေလုံနေတဲ့သူတွေပေါ့နော်အပြောင်းလဲလုံမယ်ဆိုရင်လုံလို့ရတယ်ပေါ့နော်အဲလက်ရှိတဲ့ပို့ပြီးတော့ယာရုလာစာကောင်းရမယ့်နေရာလေးတွေတွေ့တတ်တယ်ပေါ့နော်တကယ်လို့အလုံးပြောင်းချင်တယ်ပေါ့နော်တခြားအလုံးကိုပြောင်းချင်တယ်ဆိုရင်တစ်ဖက်ကရမှတစ်ဖက်ကပြောင်းပေးပေါ့နော်အဲ့တော့မမီတို့အနေနဲ့ပေါ့နော်လုပ်ငန်းပိုင်းတွေမှာတော့အနေငယ်ရှင်ပြိုင်မှုလေးတွေရှိမယ် เนาะအဲ့တော့အကောင်းဆုံးကုသိုလ်လေးတွေပြုရတာလေမျိုးလေးတွေပေါ့เนาะအလူဌာနလေးတွေပြုရကံလေးတွေတော့ရှိတယ်လုပ်ငန်းစီးပွားလေးနဲ့တူအဲ့တော့ဘာသာတရားနဲ့အကောင်းဆုံးကုသိုလ်လေးနဲ့ရှင်တွဲပြီးတော့အရာရာပြုလုပ်ပြောဆိုရင်အောင်မြင်မယ်เนาะအဲ့တော့ဘာသာရေးမမေ့နဲ့အကောင်းဆုံးကုသိုလ်မမေ့ပါနဲ့ နောက်ထပ်လူမှုရေးကဏ္ဍလေးတွေပြောပြပါမယ်။လူမှုရေးကဏ္ဍလေးတွေကြည့်လိုက်တဲ့အခါမှာအနှငယ်သတိထားမယ်ကာလဖြစ်ပေမယ့်မနာလိုမှုရှင်ပြိုင်မှုလေးတွေရှိမယ်ရန်ပေါ်တတ်တယ်ပေါ့နော်။မိတ်ဆွေအပေါင်းတွေဒုက္ခရောက်တတ်တဲ့အာနာမှုကြောင့်ကိုဒုက္ခရောက်တတ်တဲ့ခင်မင်သူတွေချစ်တဲ့သူတွေကြောင့်ဒုက္ခရောက်တတ်တယ်။အာနာမှုမထားဘဲနဲ့ဟန်ဆောင်ဖုံးကွက်မှုမထားဘဲနဲ့ပြည့်ပြည့်စုံစုံပြုလို့ပြောဆိုပေးပါ။ကိုမလုပ်ချင်မဲ့လုပ်လိုက်ရတာမျိုးကိုမပေးချင်မဲ့ပေးလိုက်ရတာမျိုးတွေကြောင့်စိတ်ငြင်းရတတ်တယ်ပေါ့နော်။အဲ့တော့ကိုလုပ်ဆရာရှိရာလုပ်ပေးလိုက်မပေးချင်ရင်လည်းမပေးနဲ့ပေးချင်ရင်ပေးလိုက်ဒီလိုမျိုးပေါ့ပြည့်ပြည့်စုံစုံပြုလို့ပါ။နော်အဲ့လိုမျိုးအဲ့တော့လူမှုရေးကဏ္ဍလေးမှာတော့စိုးစိုးဝါးဝါးတော့မရှိန ေဘူးပေါ့နော်အပြိုင်ဆိုင်လေးကြတော့မမီကတော့ကြော်လာနိုင်တယ်ပေါ့နော်အနာမှုကြောင့်ဒုက္ခရောက်တဲ့အတွက်ဒါဒီအားလေးတော့သတိထားပေးရမယ့်အနေထားလေးတော့ရှိတယ်ပေါ့နော်ကိုကိုခင်တဲ့လူမိတ်ဆွေကောင်းဆရာကောင်းတွေလည်းတွေ့လာနိုင်တယ်ပေါ့နော်မိတ်ကောင်းဆွေကောင်းတွေလည်းတွေ့လာနိုင်ပါတယ်ဒီလာထဲမှာ နောက်ထပ်ငွေကြေးကဏ္ဍလေးတွေကြည့်လိုက်တဲ့အခါမှာငွေကြေးကဏ္ဍအဝင်ရှိတယ်ရစရာရှိရာတွေပြန်ရမယ်ပေါ့နော်ငွေဝင်လန်းလေးတွေကတော့အဖက်ဖက်ကနေပေါ်လာတာမျိုးတွေရှိမယ်ငွေကအသုံးများနေတယ်ကိုကိုတိုင်းငွေသုံးလက်ဖွာမှုကြောင့်ငွေမမြဲဖြစ်တတ်ပါတယ်ထို့ကြောင့်ငွေသုံးလျှော့ပါနောက်ပြီးတော့ငွေကုန်စရိုက်လေးပေါ်မယ်မမြဲမိသားစုတန်းဝန်းအောင်လည်းငွေကြေးထောက်ပံ့ပေးမှုကြောင့်နောက်ငွေအထွက်ရှိပါတယ်ငွေကိုချွေတာသုံးမှစီးနဲ့ကန်းနဲ့သုံးမှမြဲပါလိမ့်မယ်ဖြန်းန်းနီးလောက်တာမျိုးတွေလောင်းကစားလောက်တာမျိုးဂိန်းတို့နှလုံးတို့အဲ့လိုမျိုးတွေလုံးလုံးမရပါဘူးဒုက္ခရောက်တတ်တယ်ပေါ့နော်အဲ့အရိယာလေးကရှောင်ကြီးပေးရမှာဖြစ်ပါတယ်အဲ့တော့ဘဝ ပြက်သည့်ထိဒုက္ခရောက်တဲ့အတွက်ထူးဆောင်ပေးပါ။ နောက်ထပ်နော်ဒါငွေကြေးပိုင်းတွေပြီးတဲ့အခါမှာကျန်းမာရေးခန္ဓာလေးတွေပြက်ပြက်ပေးပါမယ်။ခြားသားပရိသတ်မိတွေကျန်းမာရေးခန္ဓာလေးကိုကြည့်လိုက်တဲ့အခါမှာအဲ့တော့ဒီလာထဲမှာဆိုသွေးအားနေတာမျိုးလေးရှိမယ်။မျိုးသမီးယောဂါလေးတွေသွေးသားမမှန်နာလေးတွေမူမောရင်တုံနာလေးရှိမယ်။တစ်ခါလေအောင်ကျော်အားနေတာမျိုးဥကောင်းမကြည့်တာမျိုးလေးတွေဖြစ်မယ်။အစာအိမ်ဝမ်းပိုက်နဲ့ပတ်သက်တာမျိုးလေးတွေဖြစ်လာတတ်တယ်။အကုန်လုံးဖြစ်မယ်လို့မဆိုလို့ဒီလမှာဒီယောဂါတွေကတစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တာပေါ့နော်။အဲ့လိုမျိုးကြီးကြီးမားမားကြီးတော့မဟုတ်ပါဘူး။အဲ့တော့အသက်ကြီးပိုင်းတွေကိုကြည့်လိုက်တဲ့အခါမှာနော်အနေငယ်တော့ချူချာမယ်ပေါ့အသက်ကြီးပိုင်းတွေသွေးပောင်အတက်ကြရှိမယ်။အစာမ ားတာမျိုးအကြောအားနေတာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်။အကြီးကြီးမားမားကြီးတော့မဟုတ်ပါဘူး။တစ်ခါလေးစိတ်တို့စိတ်တောက်လောက်ရတာမျိုးတွေရှိမယ်။ နောက်ထပ်အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေပေါ့နော်အိမ်တွင်းအိမ်တော်ရေးတာစိတ်ပူစရာလေးတွေစိတ်ညစ်စရာလေးတွေရှိနေတတ်တယ်ပေါ့နော်အိမ်တွင်းမှာအကြီးကဲကျန်းမာရေးချူချတာမျိုးလေးတွေအောက်လငယ်သားသားသမီးတွေအတွက်စိတ်ပူရတာမျိုးလေးတွေစိတ်လိုမချမှုတွေဖြစ်လာနိုင်တယ်နော်အိမ်တော်ဘက်နဲ့လည်းမကြမကြစကားများနေရမျိုးရှိမယ်တယောက်ပေါ်တဲ့အောက်စိတ်မချမှုတွေတန်ရပွားစရာမျိုးလေးတွေပေါ်လာမယ်စကားအခြေအနေပြောတတ်တယ်သူတို့ခုံးကိုတို့ခုံးနဲ့စကားများတာမျိုးတွေရှိမယ်ကြီးကြီးမားမားပြဿနာတော့မရှိဘူးရန်ဖြစ်လိုက်ပြန်ချက်လိုက်ပေါ့နော်ဒါအိမ်တော်ရေးခန္ဓာလေးတွေကတော့နောက်ထပ်ပေါ့မေတ္တာရေးခန္ဓာလေးတွေပေါ့နော်မေတ္တာရေးခန္ဓာလေးတွေငွေရသူတွေမှအခြေခံခန္ဓာလေးတွေ ာစံပွင့်နဲ့လာဖြစ်ပါတယ်เนาะဆိုတော့မိမိကိုစိတ်ဝင်စားနေတဲ့သူတွေရှိရရွေးချယ်ခက်ခဲတာမျိုးတွေဖြစ်ပြီးတော့ပေါ့เนาะအခြေခံနာမှာဆုံးဖြတ်ခက်တဲ့တွေ့ဝေတာမျိုးတွေရှိနေတတ်တယ်အဲ့တော့ချစ်သူတွေဂျားမှာတော့အခြေအစမြင်ပြမှုတွေရှိမယ်ပေါ့เนาะအဲ့တော့တယောက်နဲ့တယောက်ဂျားလူနောက်ရှေ့လေးဝင်လာနိုင်တဲ့အမျိုးသမီးဘက်မှာတော့ကောင်မျိုးသားဘက်မှာတော့တခြားတယောက်ပေါ်လာမျိုးတွေရှိမယ်ချစ်သူရေးစားရှိနေအောင်တခြားကိုယ်ကိုစိတ်ဝင်စားနေတဲ့သူတွေပေါ်လာတဲ့အတွက်အခြေခံနာတွေမှာပြဿနာလေးတွေဖြစ်လာနိုင်တယ်အခြေဆရာရှုပ်တာတွေဖောက်ပြန်တာတွေဖြစ်လာပါကမျိုးနေထားတဲ့ပြဿနာလေးတွေတက်နိုင်တယ်ထို့ကြောင့်နားလည်မှုနဲ့သစ္စာရှိရှိလည်းတွဲပါเนาะအခြေခံနာလေးတွေမှာ တော့ဆက်သွယ်ပြနေတဲ့သူတွေပြန်ရတာမျိုးတွေရှိမယ်အဆင်မပြေဖြစ်နေတဲ့သူတွေကတော့ပြန်ပြေမယ်ပေါ့နော်ဒီလမှာအဲ့ နောက်ထပ်ပညာရေးခဏလေးတွေပေါ့ပညာရေးခဏလေးမှာတိုးတက်မယ်ဆရာကောင်းတွေ့မယ်ပေါ့နော်အသိပညာဘူးသူတာတွေတိုးပွားမယ်ရပ်ဝေးရပညာရက်တွေရောယန္တိပညာရက်တွေရောသင်ကြားရတာမျိုးတွေဘူးသူတာတွေတိုးပွားတာမျိုးတွေတော့ရှိမယ်ပညာရေးအကောင်းတယ်ပေါ့နော်အဲ့တော့ပြည်တွင်းပြည်ပခီးကန်လေးကတော့အကောင်းတယ်ပြည်ပခီးစင်တွေတွားတာမျိုးခီးထွက်တာမျိုးခီးဝေးတွေတွားတာမျိုးတွေရှိမယ်အဲ့တော့ခီးစင်ကိစ္စတွေကတော့အဆင်ပြေနိုင်တယ်ပေါ့နော်ဒီလာထဲမှာတရင်ကောင်းတွေကြာနိုင်တယ်နော်ဆောင်ရင်ဆောင်လေးကိုကြည့်လိုက်တဲ့အခါမှာဒီလာထဲမှာဆိုရင်လောင်းကစားပြုလုပ်ခြင်းအပျော်ပါတောက်စားလုပ်ခြင်းနော်သူ့တဲ့တဲ့ချင်းရှောင်ပြရမှာဖြစ်ပါတယ်အဲ့တော့ဆောင်ရည်အနေနဲ့ င်းကတော့ကောင်းမှုတစ်ခုနေစဉ်ပြုပါဘာသာတရားလေးတွေကိုင်းဆိုင်မှာเนาะဆိုင်စာရှားဖတ်လို့စားတော့ပြီးဥထေရှားဖတ်လို့ဥထေပြေးလို့ပြီးတော့ဖြတ်တန်းပေးပေါ့เนาะအဲ့တော့ဒီတလောင်းအတွက်เนาะဒါအချိုးပေး lucky color တွေပြပြပေးပါမယ်အဲ့တော့အဖြူပွင့်ဖြူရောင်လေးတွေခဲပွင့်ခဲရောင်လေးတွေအဝပွင့်အဝရောင်လေးတွေဒီလတော့ lucky color လေးတွေဖြစ်ပါတယ်ရေးကြီးသောကိစ္စတွေရေးကြီးသောလုပ်ငန်းတွေရေးကြီးသောကိစ္စအဝပြုလို့ပြောဆိုရမှာဝစ်စင်သုံးပြုခြင်းဖြင့်ကန်စတာပွင့်လန်းပါလိမ့်မယ်เนาะအဲ့တော့ဒီလအတွက်အချိုးပေး lucky ကနန်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာတစ်ကနန်းနှစ်ကနန်း နော်နောက်ပြီးတော့6ခန်းန်းလေးကတော့အချိုးပေး lucky color lucky ခန်းန်းလေးတွေဖြစ်ပါတယ်ဒီခန်းန်းလေးတွေကဒီတလာလုံးအတွက်အချိုးပေးပါတယ်နော်အဲ့တော့ဒီတလာလုံးအရရအစင်ပြေစေဖို့အတွက်ပြုလို့မယ့်ရေရရလေးတွေကိုပြတ်ပြတ်ပေးသွားမှာပါနော်အဲ့တော့ပြုလို့မယ့်ရေရရလေးကတော့မမီးရဲ့နော်ဒါကန်ကောင်းခြင်းတွေရရှိအောင်အမြဲတမ်းအိမ်ဖျားမှာပေါ့နော်အဲ့တော့အေးလေးတစ်ခွက်ကြာစံကျော်လေးတစ်ပွဲအမြဲတမ်းကတ်လူပေးပါလမ်းမေးခွေးလေးတွေမကြမကြအစာကျွေးပါငှက်ကလေးတွေလွတ်ပြီးဆူတောင်းမှာကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်နော် အဲ့ဒီနေရာလေးတွေဒီကောင်းမှုလေးတွေပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရယူပေးပါယနေ့မှစကြာသာပေးသားသမီးတွေအစစအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ဝေတွေတိုးကြပါစေယောဂပေးအနေပေးတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်